ြားဖြက်ဆိုရကခေါင်းဆောင်ယူနော့သူ့အနေနဲ့တန်တမန်ရေးမပားနိုင်ဘူးဆိုရင်ဘင်္ဂလားဒေ့နိုင်ငံဒီအမေရိကန်နဲ့တိရွယ်ခြားတဲ့မှာမြေဟိစာပင်ဖြစ်နေမယ်ထပ်ပြီးပြောမယ်ဒီကိစ္စပေါ်မှာဒီကခေါင်းအေးအေးထားပြီးတော့စဉ်းစားရမှာဘင်္ဂလားဒေ့ဖြစ်တယ်ဘင်္ဂလားဒေ့နိုင်ငံကနော်တန်တမန်ရေးမပားနိုင်ဘူးဆိုရင်အမေရိကန်နဲ့တိရွယ်ခြားတဲ့မှာမြေဟိစာပင်ဖြစ်ပြီးတော့ဘင်္ဂလားဒေ့ဒီစစ်တလင်းဖြစ်နေမယ် ဘင်္ဂလားဒေ့နိုင်ငံကစစ်တလဲဖြစ်နေမယ်အခု9မြင်းဆောင်စစ်စီရေပြောတဲ့အတွက်အဲ့ဒီအညာကနေဖြစ်ပြောင်းနေထိုင်လာတဲ့လူတွေအိမ်ငှားနေဖို့တောင်မှကျောတခင်းသာနေရငှားနေဖို့တော့ကိုးမြင်းဆောင်ဖြစ်နေတဲ့အထက်ခဲဖြစ်တယ်။မိကလေးတွေဘဝ ကိုဘဝကိုအနာကလုံချုံမှုရှိဖို့အလုတ်ကင်ခွင့်လဲရှာရင်တော့မှမပုံတင်ကကိုမြင်ဆောင်ကင်ထားရဲဆိုပြီးအလုတ်ကင်ခွင့်လဲနေလိုက်ဒီလိုမျိုးကိုမြင်ဆောင်တွေကိုလုပ်ငန်းရှင်တွေကအလုတ်မပေးဘူးဆိုရင်လုပ်ငန်းရှင်တွေအမှားမဟုတ်ဖဲနဲ့အဲ့ဒီကိုမြင်ဆောင်အကုန်လုံးဒုက္ခရောက်အောင်ကိုမြင်ဆောင်စစ်စင်ရေးလို့နံပါတ်ပေးထားတဲ့အကြံဖတ်သမားတွေအကြောင်းမှဖြစ်တယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ယက်တီချက်မှာသွားရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာစစ်တလင်းဖြစ်သွားလိမ့်မယ်လို့မပူတူသတိပေးလိုက်ပြီးကိုမြင့်ဆောင်ညာမြေကမှတ်ပုံတင်ကိုင်ဆောင်သူတွေကိုပါချင်းချောက်လာတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်မင်္ဂလာပါမျိုးတို့ရေကျွန်မမကုတုမာသေးပါရှင်ဒီနေ့နောက်နေ့25ခုနေ့မေလ30ရက်နေ့ဖြစ်ပါတယ်ကျွန်မအန်ဆုံးပေါက်နေတဲ့ကျွဲစကားအချင်းပြောလို့မရတဲ့အတွက်စကားတန်တန်နဲ့တိုးနေလို့ရှင်အသိခံပေးပါဦးဦးစွာမြေတာရက်ခံပါရဲ့ ဒီနေ့ကျွန်မ line မတုံးဖြစ်ဘူးတတိနေမတင်ဖြစ်ဘူးအကြောင်းရင်းကတော့ကျွန်မအန်ဆုံးပေါက်နေတာအန်ဆုံးပေါက်နေတော့စကားအများကြီးပြောလို့မနာနာလေလေတော့ကအဲ့ဒါကြောင့်မလို့ပါဆိုတော့ဒီနေ့ကျွန်မပြောမယ့်အကြောင်းအရာကတော့ဘင်္ဂလားဒေ့နဲ့ဂျေးရီနဲ့ကိုမြင့်ဆောင်ညမီစစ်စစ်ကြီးအလုံးဒီနေ့အလုံးပြောပြသားကိစ္စတခုဘင်္ဂလားဒေ့ကနေပြီးတော့တန်မတ်နဲ့ဆက်တမ်းမှုပြန်ခေါ်တယ်ပေါ့ဒီကိစ္စပေါ်မှာဘင်္ဂလားဒေ့နိုင်ငံသားကြီးဝင်ကြီးဌာနရဲ့ပြောဆိုမှုက မှာပုံမှန်အစီရင်ခံစရာပုံမှန်တင်ကြစရာပုံမှန်တဏ္ဍမန်စီဝင်ရှိလို့ပြန်ခေါ်ရခြင်းဖြစ်ပါတယ်အစီဝင်ပြီးတဲ့အခါမှာတာမတ်ကိုမြန်မာပြည်ကိုပုံမှန်တိုင်းတာဝန်ထမ်းဆောင်ဖို့ပြန်ပို့ပါမယ်လို့ဘင်္ဂလားဒေ့နိုင်ငံသားကြီးဝန်ကြီးဌာနကတရားဝင်ထုတ်ပြောထားတာရှိတယ်ထပ်ပြောပါမယ်ဘင်္ဂလားဒေ့နိုင်ငံသားကြီးဝန်ကြီးဌာနရဲ့ပြောဆိုမှုကပုံမှန်တင်ပြစရာတန်တမန်အစည်းအဝေးရှိလို့အတန်အမှတ်ကိုပြန်ခေါ်တာအစည်းအဝေးပြင်ပြန်ပို့မယ် ဒီကိစ္စပေါ်မှာတခြားသောပြည်ဖြတ်တီကျွန်တော်တို့လာစားကရှိုးရကိုမယာရင်နဲ့အတော့မယာရင်နဲ့လက်အောင်ထူးနေတဲ့လူတွေကြတော့ဘင်္ဂလားဒေ့နဲ့မြန်မာနိုင်ငံကမှာတန်တယ်မရေးဘလို့ခက်ခဲကြတယ်ဖြစ်နေတာပြီးဆိုတာမျိုးတွေပြောကြတာရှိတယ်။ဒါပေမဲ့ကျွန်တော်တို့တတိတစ်ချက်ထားရမှာရှိပါတယ်။အဲ့ဒါပါလဲလို့မေးလို့ရှင်ဘင်္ဂလားဒေ့ရဲ့အမျိုးသားလုံးချုံရေးအကြံပေးပုဂ္ဂိုလ်ကတို့ဘင်္ဂလားဒေ့အစိုးရက AA နဲ့ဂျာမာထိထွက်ဆက်တာမျိုးရှိပါတယ်လို့တရားဝင်ထုတ်ပေါ်ပြောဆိုထားတာရှိတယ်။ဒီအချက်ကိုကျွန်တော်တို့တတိထားဖို့လုပ်ပါလေ။ဒီကိစ္စကကျွန်တော်တို့မှာတိတ်ပြီးပြဿနာမကြီးပါနဲ့။အဲ့ဒီဘင်္ဂလားဒေ့မှာနော်လက်ရှိတို့ဂျာဖြတ် ိုရကခေါင်းဆောင်ယူနော်သူ့အနေနဲ့တန်တမန်ကြီးမပါနိုင်ဘူးဆိုရင်မင်္ဂလာတင်နိုင်ရင်ဒီမမေးကန်တဲ့တိဥရဲ့ချားထဲမှာရေးအေးစားပဲဖြစ်နေမယ်ထပ်ပြီးပြောမယ်ဒီကိစ္စပေါ်မှာဒီကခေါင်းအေးအေးထားပြီးတော့စဉ်းစားရမှာမင်္ဂလာတင်ဖြစ်တယ်မင်္ဂလာတင်နိုင်ငံကနော်တန်တမန်ကြီးမပါနိုင်ဘူးဆိုရင်အမေရိကန်နဲ့တိဥရဲ့ချားထဲမှာရေးအေးစားပဲဖြစ်ပြီးတော့မင်္ဂလာတင်စစ်တလင်းဖြစ်နေမယ် င်္ဂလားတိနိုင်ငံကစစ်တလဲဖြစ်နေမယ်။လက်ရှိမှာဘင်္ဂလားတိရဲ့အင်အားအကြီးဆုံးသောအမျိုးသားရေးပါတီအတိုက်ခံအမျိုးသားရေးပါတီနဲ့ဘင်္ဂလားတိရဲ့စစ်အုပ်ကြီးချုပ်ကိုယ်တိုင်ကလက်ရှိဘင်္ဂလားတိခေါင်းဆောင်ကိုသူတို့တတိပီးပြောဆိုထားတာရှိရတဲ့အတွက်ဒီကိစ္စပေါ်မှာဆက်ပြီးတော့ကျွန်တော်တို့ နာဆာကအစိုးရ state actor ကိုဖယ်ပြီးတော့အေးအေးလိုနဲ့ state actor နဲ့ဘင်္ဂလားဒေ့ရှ်ကစပ်ပြီးဆက်သွယ်နေမယ်ဆိုရင်အမေရိကန်နဲ့တရုတ်ရဲ့အားပြန်မှုမှာပုံပြီးတော့ဝင်ပါနေမယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်မှာစစ်တပ်ကအာဏာထပြီးတိမ့်လိုက်တဲ့အထိနိုင်ငံကြီးအပြောင်းလဲဖြစ်နိုင်တယ်စစ်တပ်ကအာဏာထသိမ်းရင်သိမ်းမသိမ်းလို့ရှိရင်လက်ရှိဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ယာယီဆိုရကောင်းဆောင်ယူလို့ဂျာတူးကနေပြီးတော့သူကိုယ်တိုင်နှုတ်ထွက်ရလောက်တဲ့အထိနော်ဒုတိယဂျပန်ကဒုတိယရှင်စုခါပေးလို့ရဘူး နှုတ်ထရလောက်တဲ့အထိအပြောင်းလဲလို့ဖြစ်နိုင်ပါတယ်။နေဆက်ရေးနဲ့ပတ်သက်လို့ကျွန်တော်တို့ထပ်ပြီးသတိထားရမယ့်အချက်တစ်ခုရှိပါတယ်။အဲ့ဒါပါလဲဆိုတော့အခုပြခဲ့တဲ့နေဆက်ရေးတွေကထိုင်းစစ်တပ်နဲ့ကမ္ဘောဒီးယားစစ်တပ်နဲ့နေဆက်မှာကင်းဆောင်ရင်းနဲ့နေဆက်ပိုင်နဲ့အငင်းပွားမှုဖြစ်ပြီးတော့ပြန်လည်ပြတ်ခတ်မှုဖြစ်တယ်။အခုနဆက်ရှိရနေရဖြစ်သွားတာနော်ထိုင်းစစ်တပ်နဲ့ကမ္ဘောဒီးယားစစ်တပ်နဲ့အပြန်လည်ပြစ်ခတ်မှုတွေဖြစ်ပြီးတော့လက်ရှိမှာကမ္ဘောဒီးယားဘက်ကလည်းစစ်တပ်တွေဖြန့်ချထားတယ်ထိုင်းဘက်ကလည်းပဲအဲ့ဒီနယ်စပ်စီးမြင်းမှာစစ်အင်အားဖြန့်ချပြီးတော့နှစ်ဖက်ဆက်ပြိုင်ပြီးတော့ဆက်ဆိုင်ထားတဲ့အနေအထားမှာရှိပါတယ် မ်ဘောဒီးယားနဲ့ထိုင်းနဲ့နယ်စပ်အငင်းပွားမှုဖြစ်ပြီးတော့နယ်စပ်မှာပြည်ခတ်မှုဖြစ်တယ်လက်ရှိမှာနှစ်ဖက်ဆက်ဆိုင်ထားတဲ့အနေအထားမှာရှိတယ်ဆိုတော့ကျမတို့ကလက်ရှိမှာကဘာကြီးကိုမြောက်ကြည့်မယ်ဆိုရင်ကျမတို့အိမ်နီးချင်းအနီးနားမှာတင်နယ်စပ်အငင်းပွားမှုပြဿနာကြီးအင်မတန်ကြီးကျယ်နေတာဖြစ်တဲ့အတွက်ကျမတို့ကမျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုပါတယ်ဒါပေမဲ့ဒီဖြစ်မိတာတွေကအဲ့ဒီလိုမျိုးတင်းတွေဖုံးကွယ်ထားတယ်ဖုန်းကထားပြီးသူတို့ဗာပြောတယ်လေအဲထိုင်းမြန်မာနယ်စပ်မှာကင်းယူတာစစ်တပ်စခန်းတွေကိုဘလို့တိတ်လိုက်တယ်ဆိုတာလောက်ကိုသူတို့ဗာပြော စစ်ကောင်စီတပ်သားနှစ်ဦးကိုပစ်တက်ပြီးဆိုင်ကယ်နဲ့ပစ္စည်းတချို့ကို PDF တင်စီစကိုင်းတိုင်းမုံရွာမြို့အောင်မင်္ဂလာရပ်ကွက်မှာဆက်ကြီးကောက်နေတဲ့စစ်ကောင်စီတပ်သားတွေကိုဇွန်တရက်နေ့လယ်၁၇နာရီလောက်မှာအနီးကပ်တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Phoenix Army စီကသိရပါတယ်။လမ်းသွာလမ်းလာပြည်သူကားတွေကိုဆက်ကြီးကောက်နေတဲ့အချိန်အနီးကပ်ပစ်ခတ်ရမှာနှစ်ဦးစလုံးနေရာမှာတင်ထိမှန်တည်ဆုံးခဲ့တယ်လို့ The Phoenix မှာတာဝန်ခံကပြောပါတယ်။ ပြည်သူတွေရဲ့ကားတွေကိုပတ်ဆက်အထမကောက်နေတာခွေးနှကောင်ကိုကျွန်တော်တို့ပြစ်ခတ်ရှင်းလင်းခဲ့တာခေါင်းကိုတဲ့ပြီးရှင်းလင်းခဲ့တာပွဲချင်းပြီးရှစ်တင်သေးတာနှကောင်လုံးခေါင်းကြီးမှန်တာလို့ The Phoenix AMI တာဝန်ခံကပြောပါတယ်ပြစ်ခတ်တိုက်ခိုက်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးစီကဆိုင်ကယ်တစီဖုံးနှလုံးလွဲအိတ်တလုံးကိုတင်စီကနောက်9မိနစ်အကြာမှာအလောင်းတွေကိုစစ်ကောင်စီတပ်ကကောက်သွားတယ်လို့သိရပါတယ် ဒီတိုက်ခိုက်မှုကို The Phoenix Army မုံရွာခရိုင်မှတ်16တရင်တက်ခွဲ3မုံရွာခရိုင်အမှတ်15တရင်တက်ခွဲ9တို့ကပူးပေါင်းလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီစစ်ကောင်စီတက်ခွဲသူများရင်တွေဟာမုံရွာမြို့အထက်ကတစတင်ကျောင်းထဲမှာတနစ်ကြော်ကြားတက်ဆွဲနေထိုင်နေကြတဲ့စစ်ကောင်စီစစ်ကြောင်းကဖြစ်တယ်လို့သိရပါတယ်။ဝါရဖြန့်ကြတာ။နော်တကယ်ဒီလိုအရေးကြီးတဲ့ကိစ္စတွေကြောင့်သူတို့ဖုံးဖိထားကြတယ်။နော် ဒီလိုနေရာမှာဆိုလို့ရှိရင် KNU ကဘယ်လိုမျိုးစကမ်းသိမ်းလိုက်ပါရဲဘယ်လိုအောင်ပွဲတွေရပါရဲပဲပြောတယ်အဲ့ဒီ KNU နေမြေမှာလူတတန်းကျော်စပေးဒုက္ခတဲ့ဘဝမှာဥမဲ့အိမ်မဲ့အစားမဲ့အချေးမဲ့အနေမဲ့အစားတောက်တွေမဲ့ကုသကြံဆေးဝါးတွေမဲ့နော်ငမောခေါမတဲ့ကတ်တွေဆိုင်နေတယ်ဒုပိဒနာကက်တရနာကက်ယောဂန္နာကက်ဆိုတဲ့ကက်သုံးပါးကိုဂျုံတွေ့ပြီးတော့ဒုက္ခအကြီးကျယ်ရောက်ပြီးဆေးရွဲ့နဲ့နေတဲ့ပကတိအရှိတရားကိုဖုံးဝေထားကြတယ် နော်ဘဂတိလက်ရှိကျန်းယူနေမြေမှာလူတတန်းကျော်စစ်ပေးဒုက္ခတဲ့တတန်းကျော်ရှိတယ်။မိုးရသည်မှာဘလောက်တောင်ဒုက္ခရောက်လိုက်လဲ။နေထိုင်မှုနော်သူတို့ရွက်ပြင်တဲ့နေနဲ့ဖြစ်တယ်လို့နေရတယ်။လေလူနေမှုတွေမပန့်ရှင်းတဲ့အတွက်အရေးပြားယောဂတွေဖြစ်တယ်။ကူးဆက်မြန်အရေးပြားယောဂတွေဖြစ်တယ်။ဝမ်းပြဝမ်းလျှောက်ယောဂတွေဖြစ်တယ်မယ်။ခလေးရင်တွန်းလုံးတုတ်ခွင့်ဖြစ်မယ်။လူကြီးတွေနှက်ပြယောဂဖြစ်မယ်။ဖြစ်တဲ့ယောဂကိုကူးတာပြဆေးရောမရှိတဲ့အတွက်မတည်တဲ့မှအသေးအသက်တွေထပ်ပြီးတည်ရတယ်။ ဒီလိုမျိုးလူတို့ရဲ့ဒုက္ခတွေကိုမျက်ကွယ်ပြုပြီးတော့ကင်းယူတာဘယ်လိုစကမ်းကိုဘယ်လိုသိမ်းပါလဲဆိုတာမျိုးကိုသာဦးစားပေးပြီးဖော်ပြကြမယ်ဆိုရင်ခင်ဗျားတို့ကအမှန်လေးကမိမိဒေတာမှာရှိတဲ့မိမိလူမျိုးစုကိုမျက်နှာမှုနဲ့လက်နက်ကင်တော်လာမှုမဟုတ်ဘဲနဲ့ကိုတူဦးတယောက်ကောင်းစားရေးအတွက်လက်နက်ကင်ပုံကန်ကြတယ်ကျင်းမြောင်းနဲ့လူမျိုးကြီးအစိုးရောက်နေတဲ့လက်နက်ကင်တွေဖြစ်တယ်အေးဆိုရင်လည်းတို့ပဲ အေကဟာအကြောင်းပြုမှာအေကဘယ်လိုမျိုးတိုက်ခိုက်သိမ်းပါနိုင်ပြီပြောရင်အဲ့ဒီရခိုင်ပြည်နယ်မှာအေအေရဲ့တိုက်ပွဲကြောင့်လူ6သိန်းကျော်ဆစ်ဘေးဒုက္ခတွေပေါ်မှာရောက်ပြီးတော့အဲ့ဒီလူ6သိန်းကျော်အစားတောက်တွေမရှိနော်ယောဂတွေဖြစ်ကုသကြယောဂယောဂတွေကိုခုတတရားစေဝါမရှိတော့ဒုက္ခပင်လယ်ဝင်နေတာကိုခမရတို့ဖုံးပေးထားကြတယ်ဒါကြောင့်မလို့အေအေကရခိုင်လူတုကိုမျက်နှာမူတဲ့လက်လက်ကင်တဲ့အဖွဲမဟုတ်ပဲနဲ့ရခိုင်တွေကိုလူမျိုးရေးပန်းပြနေတဲ့စစ်သူကြောင့်ဖြစ်တာဖြစ်တယ်နောက်တစ်ခုကကိုမြင့်ဆောင်ညာမင်းဆက်စင်ကိုမြင့်ဆောင်ညာမင်းဆက်စင်ကို အမဗတဲ့အညာသားဗတဲ့ဒီပေါ့ကိုလိုမျိုးမိမိတို့ဒေတာပြစီရပြစီကြောင်လုပ်နေကြတယ်။ဘာမှမလုပ်သူတို့ပြောတာကရှမ်းမဆစ်စီလေး။ရှမ်းမဆစ်စီကြီးနဲ့ပလောင်ကသူတို့အညာဗတဲ့ဒီဘက်ကကိုတိုက်တော့မှမလေးလေးပီတီရကိုရှမ်းမဆစ်စီကြီးအမိနဲ့ပလောင်လေးကကိုတိုက်တဲ့အတွက်မလေးလေးကိုတင်းတော့မှလို့ပြောတယ်။ လက်ရှိမှာပလောင်နေကိုယ်တိုင်ကပလောင်ငိုးတဲ့နောင်ချိုဖြစ်ပြီးတော့နောင်ချိုမှာအလောင်းချက်ပုံထက်ပြီးပလောင်နေကိုယ်တိုင်တင်းညိုင်းနေဘူးနော်တင်းညိုင်းကိုယ်မှာအရိုးတွေထက်နေတဲ့အခါကျတော့ရှမ်းမဆစ်စင်ရင်မဟုတ်တော့ဘာမှဆိုပြောတာရွှေပြည်သူဆစ်စင်ရင်နဲ့မန္တလေးကိုသိမ်းမယ်လက်ထိုက်အောင်ဆစ်စင်ရင်နဲ့မန္တလေးကိုသိမ်းမယ်အဲ့ဒီလိုမျိုးလေးတလုံးမတလုံးပြောကြတယ်။ဆိုဒီရွှေပြည်သူဆစ်စင်ရေးရောနန်းထိုက်အောင်ဆစ်စင်ရေးကိုရှမ်းမဆစ်စင်ရေးကိုဒီအုံးကပေါ်မှာတိတ်ပြီးထွေးထွန်းမပြောချင်ပေမဲ့ခင်ဗျားတို့ကကြကြမဲဆဲချွတ်တောင်ကျွမဲပုံမပေါ်လို့မပြောချင်ပေမဲ့လက်ရှိသူတို့ပြောလိုက်တဲ့ကိုမြင်းဆောင်ညာမေဆစ်စင်ရေးဆိုတာက ပြီမမှာနေနေတဲ့ကိုမြင့်ဆောင်တွေအကုန်လုံးဒုက္ခကြီးရောက်သွားကြတယ်။ပြီမမှာကောင်းကောင်းကောင်းဝင်လှုပ်ရှားနေတဲ့ကိုမြင့်ဆောင်တွေကိုယ်တိုင်ကထိတ်ချင်းလာကြတယ်။သွားရသွားတာလာတာနောက်ကျောင်းမလုံးနဲ့ပေါ့ရောက်လာကြတယ်။အညာမှာရှိဖြစ်တဲ့အတွက်နော်ရန်ကုန်ကိုပြေးလာတယ်မန္တလေးကိုပြေးလာတယ်ပြေးလာတယ်ရန်ကုန်မှာပြေးလာတယ်မန္တလေးမှာနော်အိမ်ငားနေဖို့မှတ်ပုံတွေသွားပြပေးတကောင်ရှင်းပြမယ်။ကိုမြင့်ဆောင်ဖြစ်နေတယ်ဆိုရင်အဲ့ဒီလူတီးရဲ့နေထိုင်ရေးနောက်ကျောင်းမလုံးဖြစ်လာတယ် အလုံးကန်သွားရှောက်မယ်ဥပမာအညာသူလေးတွေစက်ရောင်လို့ရောသွားပြီးရှောက်မယ်အညာသားလေးတွေအလုံးငယ်ဖွင့်ဝင်မယ်ပပုံနေကြီးလိုက်တယ်ကိုမင်းဆောင်ဖြစ်နေတယ်အဲ့ဒီလိုလူမျိုးကိုဘယ်အလုံးငယ်ရှင်ကအလုံးခံမလဲအဲ့ဒီလိုလုံငန်းရှင်ကကိုမင်းဆောင်မှတ်ပုံနဲ့ကိုင်တဲ့လူတွေကိုအလုံးမခံဘူးဆိုလို့ရှိရင်ခနာတို့ကဟာဘာဖြစ်တယ်ညာဖြစ်တယ်ညာဖြစ်တယ်ဘာဖြစ်တယ်ဆိုပြီးတော့မကောင်းပြောကြအောင်မယ်အမေရိကန်တို့အဲ့ဒီကိုမင်းဆောင်မှတ်ပုံနဲ့ကိုင်ဆောင်လာတဲ့လူတွေတွားကြီးလာကြီးအနေအချက်အသေးချက်ဖြစ်အောင်ခနာတို့ကိုယ်တိုင်လုပ်နေကြတယ် တခြားနာမည်ပေးတာမျိုးကျွန်မရှမ်းမဆက်စီရင်ခင်ဗျားတို့နာမည်ပေးတယ်ထရီဘီဆိုဆက်စီရင်နာမည်ပေးတယ်နတ်ထိုင်အောင်ဆက်စီရင်နာမည်ပေးတယ်ရတယ်ပေးကိစ္စမရှိဘူးအခုကိုမင်းဆောင်ဆက်စီရင်ပြောနေတဲ့အဲ့ဒီအညာကနေဖိပြောင်းနေထိုင်လာတဲ့လူတွေအိမ်ငှားနေဖို့တောင်မှကြောတခင်းတာနေရငှားနေဖို့တောင်ကိုမင်းဆောင်ဖြစ်နေတဲ့အခက်ခဲဖြစ်တယ်မိကလေးတွေဘဝ ခုကခုနာကလုံခြုံမှုရှိဖို့အလုတ်ကင်ခွင့်လဲရှာရင်တော့မှမှပုံရင်းကကိုယ်မြင်ဆောင်ကင်ထားရဆိုရင်အလုတ်ကင်ခွင့်လဲနေနေတာဒီလိုမျိုးကိုယ်မြင်ဆောင်တွေကိုလုပ်ငန်းရှင်တွေကအလုတ်မပေးဘူးဆိုရင်လုပ်ငန်းရှင်တွေအမှမဟုတ်ဖဲနဲ့အဲ့ဒီကိုယ်မြင်ဆောင်အကုန်လုံးဒုက္ခရောက်အောင်ကိုယ်မြင်ဆောင်ဆက်စင်ရေးလို့နံပါတ်ပေးထားတဲ့အကြံဖတ်သမားကြီးအကြောင်းပါဖြစ်တယ်